ဒီကနေ့မှာတော့မြန်မာတနိုင်ငံလုံးဝပြည်သက်တွေလွန်ဆွေးနှမျောတတ်တာဖြစ်ခဲ့ရတဲ့ကိုရီမွန်ចောင်းကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။ကိုရီမွန်ရဲ့နာမည်အရင်းကတော့ဝေမွန်ဖြစ်ပြီးတော့ငယ်နာမည်မှာတော့ကိုတွတ်ပြီးဖြစ်ပါတယ်။အဆိုတော်ဖြစ်သူကိုရီမွန်ကိုတော့1988ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ဖခင်ဖြစ်သူအဆိုတော်စောခုဆင်းနဲ့မိခင်ဖြစ်သူအဆိုတော်ဒေါခင်မြတ်မွန်တို့မှမွေးဖွားခဲ့ပါတယ်။ ူမှာအရန်ချစ်ရတဲ့ညီမလေးလေးရှိပါတယ်။သူ့နာမည်ကတော့လာပြည့်ကဗျာဖြစ်ပါတယ်။ငယ်စဉ်ကတည်းကမိဘများကွာရှင်းခဲ့ကြပြီးတော့သားသမီးနှစ်ယောက်စလုံးကိုမိခင်ကြီးဒေါခင်မြတ်မွန်ကပဲပြုစုဆောက်ရှောက်ခဲ့ပါတယ်။ကိုရီမွန်ရဲ့ပညာရေးအနေနဲ့ကတော့အာထခတဲ့တကုံကျောင်းမှာအထက်တန်းအောင်မြင်တဲ့အထိပညာသင်ယူခဲ့ပါတယ်။အထက်တန်းဖြေဆိုပြီးတဲ့နောက်မှာတော့သူ့ရဲ့ခိတခြေလန်းကိုစတင်ခဲ့တာပါ။ရီမွန်ဟာ အီဒီယလို့ခေါ်တဲ့ရော့ဂီတာဝိုင်းကို သူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့အောင်ရဲ့ဖိုးလုံးကြောခိုင်တို့နဲ့အတူ ပူပေါင်းကတီထောင်ခဲ့ပြီးတော့အဖွဲမှာရီမွန်ကတော့ဂီတာနဲ့တေးဆိုနေရကနေပါဝင်ခဲ့ပါတယ် SIR Rohau အမည်အောက်မှာတော့ EDL Reason Wonder Bebet ဆိုရဲဂရော့ဂီတာအနွယ်ဝင်ဂီတာဝိုင်းများနဲ့ပူပေါင်းပြီးတော့ရှိုးပွဲတွေသချင်းခွေတွေဖန်တီးခဲ့ပါတယ် 2011ခုနှစ်မှာတော့လူအဂီတဆိုတဲ့တေးစီရီကိုဖြန့်ချိခဲ့ပြီးတော့2016ခုနှစ်မှာခစ်တက်ချောက်ဆိုတဲ့တေးစီရီကိုထုတ်ဝေခဲ့ပါတယ်ပရိသတ်တွေရဲ့ပါဇက်ဖျားမှာဆွဲခဲ့ရအောင်နာမည်ကြီးခဲ့တဲ့သရှင်တွေကတော့ချန်ခဲ့ဘာလူနေသေးလဲဝမ်းနေရတဲ့ချစ်သူဆုလက်မင်းနဲ့နီးဖို့စတဲ့သရှင်တွေပဲဖြစ်ပါတယ်ဂိုရီမွန်တည်ဆုံးပြီးတဲ့နောက်ပိုင်းမှာတော့ချန်ခဲ့ဆိုတဲ့သရှင်ကတဖန်ပြန်လဲအသက်ဝင်လာခဲ့ပါတယ်ကိုရီမွန်က ပရာဟိတအသင်းတစ်ခုဖြစ်တဲ့ကလင်းရန်ကုန်လို့အမည်ရှိတဲ့အသင်းဝင်တဦးလည်းဖြစ်ပါတယ်။ကိုဗစ်ကာလမှာခက်ခဲနေတဲ့ပြည်သူတွေအတွက်လည်းစံစီစားအစုံလင်ကိုလှူဒန်းပေးခဲ့တဲ့စိတ်ထားမွမြတ်တဲ့အနုပညာရှင်တဦးလည်းဖြစ်ပါတယ်။ကိုရီမွန်ကိုအားပေးတဲ့ပရိသတ်အများစုကတော့အမျိုးသားပရိသတ်တွေပါ။ အမျိုးသားရဲ့ရင်ပတ်ထက်ကခန်းစားချက်တွေကိုထိထိမိမိရေးဖွဲ့ခဲ့တဲ့တခြင်းတွေကြောင့်ကိုရီမွန်တည်ဆုံးခဲ့ရတာဟာအမျိုးသားပြိသက်ကြီးအတွက်တော့တကယ်ကိုယူကျုံမရစရာဖြစ်ခဲ့ရပါတယ်။နိုင်ငံလုံးမှာရှိတဲ့ပြိသက်တွေနဲ့လောက်ဖော်ကိုင်ဘက်တွေကတော့ကိုရီမွန်တည်ဆုံးခြင်းနဲ့ပတ်သက်ပြီးဘန်းကောင်းညွန်ကြိုးတလို့ဖြစ်ပြီးတော့အစားထိုးလို့မရတဲ့ဖြစ်ရက်တစ်ခုဖြစ်တယ်လို့နှမျောတတ်တာအောင်မြင်နေကြပါတယ်။ 2021ခုနှစ်အာနာသိမ့်မှုဖြစ်ပြီးတဲ့အချိန်မြို့ပြဆန္ဒပြပွဲတွေမှာပေါ်ပေါ်ထင်ထင်ပါဝင်ဆန္ဒပြခဲ့တဲ့အတွက်နိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှ905ကာကြီးနဲ့ဖန်ဝရန်ထုတ်ခံထားရပြီနော်လွတ်မြောက်နေမြေလို့ခေါ်တဲ့ဒေါ်လာရင်းအင်အားစုတွေရှိရာကိုတွားရောက်ပူပေါင်းခဲ့ပါတယ်ကိုတုတ်ပီယာ2021ခုနှစ်ဇွန်လ23ရက်နေ့မနက်မှာအစာရင်သွေးကြောပေါက်ယောဂာနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ကိုရီမွန်းဇာပနာကိုတော့